ြည့်လောကလူဆိုတာပေါ်ပြလာဖြစ်တာကိုကြည်ညိုတာသူတော်ကောင်းကိုကြည်ညိုတာနေပညာရှိကိုကြည်ညိုတာမဟုတ်ဘူးပေါ်ပြလာဖြစ်မှကြည်ညိုလူတွေရဲ့သဘောกว่าအတိုင်းရှင်သာရိပုတ္တရာနဲ့ရှင်မောကလရှင်ကြည့်လိုက်ပဲဆိုလို့ရှိရင်ကြည့်ရှင်မောကလကတကူကြည့်တယ်တကူကြည့်တော့ရှင်မောကလပေါ်ပြလာဖြစ်တယ်ဒါသင်္ချာတဲ့ဥပမာတစ်ခုပြောပြတယ်နော်တကူကြည့်တယ်ဆိုတော့တောင်ကြီးလိုပဲသူကပေါ်ပြလာဖြစ်တယ် မြင်တာတွေပေါ့ဟိုကြီးရှင်သာရိပုတ္တရာဆိုတာခက်ခက်ခဲခဲနည်း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 မိကုံပြတနာတွေဖြေရမှသူကသူ့ရဲ့ပညာစွာဆိုတာသိနေရှင်သာရိပုတ္တရာကပညာရှိမှသိတာကြားဘူးတယ်မို့လားပညာရှိဆိုတာစီကြီးလိုပဲတီးမှပြီးတယ်မတီးရင်ဒီတိုင်းပဲနေနော်အဲ့တော့ဥပမာပေးတဲ့အခါရှင်မောကလန်ကတောင်ကြီးနဲ့တူတယ်ရှင်သာရိပုတ္တရာကဆားနဲ့တူတယ် နားလေအနတ္တိဥပမာတောင်ဆိုတာလူတိုင်းဟာမြင်သိတောင်ကြီးကြည့်ပြီးတော့လူတိုင်းကနေပြီးတော့တောင်မြို့စားဆိုတာကျတော့ထမင်းမွေးတိုင်းမှာဟင်းချက်တဲ့ခြိုင်မှာသူကမထင်မရှားလေးပဲနေရှာတာသူကခိုးရင်းနဲ့လည်းသူ့ခတ်လိုက်တာအရေးတော့တယ်လေသူ့ခတ်တာပဲဒီမြင်ချက်တာတွေကိုအတုံးသေးလေသူပါမပါတဲ့နေရာရှိရအကုန်ပါတာ ချက်ချင်းတောင်မှသူ့ပါမလေးတယ်ဆိုချက်ချင်းတောင်မှစားလေးနဲ့